ဘာယူလောကြော်ထနိုင်ခဲ့တယ်။နောက်တဲ့ထိုက်ကြည့်ခဲ့ challenge ခု Nobody jump. Sit down. Wait. Drink water and relax. You are sat. There are many sat. ဘာယူလော position အပြေကိုအထူးကယူစိုက်ပြင်ဆင်လေးရှိတဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။ရိုးရှင်းဆုံးပြောရရင်တော့ Guardiola ဟာဘောလုံးဝင်တဲ့ကွင်းကိုအလျားလိုက်နေတဲ့6ပိုင်း ဒေါင်းလိုက်အနေနဲ့၅ဝိုင်းပွဲလိုက်ပါတယ်။ပန်းချထားပုံကိုတော့ပုံမှန်ပေါ်ပြထားတဲ့အတန်းတွင်းနိုင်ပါတယ်။ချိန်ကစင်းမြင့်ကတော့ကိုကဘောလုံးတိုင်ကစားတဲ့အချိန်တွေမှာအလျားလိုက်အပိုင်း၆ပိုင်းတည်းကပိုင်းတစ်ပိုင်းမှာကစားမှ၃ဦးထက်ပိုရှိမနေရပါဘူး။နောက်ပြီးတော့ဒေါင်းလိုက်၅ပိုင်းတည်းကအပိုင်းတစ်ပိုင်းမှာလည်းကစားမှ၂ဦးထက်ပိုမရှိရဘူးလို့ဆိုလိုပါတယ်။ဥပမာအနေနဲ့ ်ခမားကိုယ်တိုင်ကဘာနာလိုဆေးပါဖြစ်နေမယ်ဆိုတော့မန်စီးရဲ့ဘောလုံးကင်ကစားတဲ့အချိန်တွေမှာခမားဘယ်လိုနေရာယူရမလဲဆိုတာကကိုကစားပေါ်တွေဘယ်လိုနေရာယူထားလဲဆိုတဲ့အပေါ်မှာမူတည်သွားပါတယ်နားလည်အောင်ပြောရရင်တော့ကိုကစားပေါ်ရဲ့ရွှေရှားမှုကိုကြည့်ပြီးကိုကစားရမယ့်နေရာကိုတည်သွားပါတယ်ဥပမာခမားဘယ်ချမ်းတိုက်စစ် hospital ဆုံးမှာနေရာယူကစားခြင်းနဲ့ဆိုရင် အရင်ဆုံးအနေနဲ့တကွင်းလုံးကိုခြုံငုံပြီးအကဲခတ်ကြည့်ဖို့လိုအပ်လာပါပြီ။ကိုလိုချင်တဲ့နေရာနဲ့အလျားလိုက်မှာအသင်းပေါ်တုံးရောက်ပြည့်နေကြည်လား။ဒေါင်လိုက်မှာရောအသင်းပေါ်နေရောက်ရှိနေကြည်သားလား။ရှိနေပြီသားဆိုရင်တော့ခမည်းအဲ့ဒီဆုံးကိုလုံးဝနေရာယူလို့မရပါဘူး။ Positional player ခမည်းရှိနေရမယ့်ဆုံးကအခြားတစ်ခုဖြစ်သွားပါပြီ။အဲ့ဒီဆုံးကိုအမြန်ဆုံးလိုက်ရှာရပါတော့မယ်။ အကယ်၍လူမပြေသေးဘူးဆိုရင်တော့အဲ့ဒါခမင်းရှိကိုရှိရမယ်စုံတစ်ခုပါပဲစူဒိုဂူကစားနေပါကိန်းကလေးတွေမထက်အောင်စီစဉ်ဖြည့်သွင်းရတဲ့သဘောတရားမျိုးနဲ့ပုံစံရှင်တူပါတယ်ဒီနည်းပြဟာကိုဝါယူလာတူတယ်ကြည်ထင်ခဲ့တာအသုံးပြုခဲ့ရတော့မဟုတ်ပါဘူးဒါပေမဲ့သူ့ကြောင့်ဒီနည်းစနစ်တွေကပုံပြီးတော့တွင်ကျလာပါတယ်ကမ္ဘာလုံးတိုင်းတာနဲ့ ိုပြီးအတုံးများလာတယ်လို့တုံနိုင်ပါတယ်။ကဲဒါရီထားပါတော့ဗျာ။အစိုးရကျွန်တော်တို့ပြောခဲ့လို့ပဲဂွာဒီယိုလာဟာနီးပြဖို့အပွဲစဉ်အများဆုံးမှာဖောက်တဲ့နီးပြဟာတရက်ဖြစ်အတုံးပြခဲ့တယ်။သူကင်ကြော်ခဲ့တဲ့အတင်းတိုင်းဟာအတင်းတိုင်းနေရာယူပုံတွေအတင်းတိုင်းရေရှားပုံတွေနီးစနစ်အတော်လေးကောင်းမွန်ခဲ့ပါကျိုင်းမအများစုကိုပြည့်ပြည့်တသားဥဆောင်ထွန်းမိုးနိုင်ခဲ့တယ် ောက်ပြီးတော့များပြားသောစုပလောင်းအောင်မြင်မှုတွေကိုဒီအခင်းချင်းနဲ့ပဲသူရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လေဂွာဒီိုလာပါဝင်တချို့သောနှီးပြတွေနောက်ပြီးတော့နှီးစနစ်နှီးပြဟာကျွမ်းကျင်သူတွေဟာကွန်မရှင်တွေကတိတ်အေးမကြည့်ဘူးလို့အကြင်ကြင်ပြောဆိုရှင်းပြခဲ့တာတွေမြင်နေရပါတယ်။ဒီနေရာမှာ formation ဆိုတာက4-3-3 3421စရှိတဲ့ Onbeba Commission တွေကိုဆိုလိုပါတယ်။ Onbeba ရဘလို့ပဲတက်မှတ်ကြနေဖြစ်ပါစေ။တကယ်တကယ်ကွင်းနေနေရာယူကစားတဲ့အချိန်မှာတော့အရှိမပြောခဲ့တဲ့အခြေခံကြတဲ့ position ရဲ့ rule တွေအတိုင်းနဲ့သွားရပါလေ။အရှိကဥပမာကိုပဲဆက်ပြောရရင်ဘာနာလို့ဆေးပါဟာ Onbeba ရဝိုင်းဝင်းကဖြစ်ကောင်းဖြစ်နိုင်တော့လေ။တကယ်ပွဲကစားတဲ့အချိန်ချို့မှာကစားဘော်တွေရဲ့နေရာယူထားတဲ့ပုံစံပေါ်ကို မူတည်ပြီးတော့နံပါတ်7လို့ဖြစ်မယ်တက်စီဗီလည်းဖြစ်ချင်ဖြစ်သွားလိမ့်မယ်ပေါ့စ်9ရောမဖြစ်နိုင်ဘူးလို့ပြောလို့မရအောင်ဒါပေမဲ့ဒီနေ့ကဘောလုံးလောကဟာအရှင်ဟုန်နဲ့တိုးတက်ပြောင်းလဲနေပါကွာယိုရာကိုယ်တိုင်လည်းဒီလိုပြောင်းလဲရတဲ့ခရီးစီးကြောင်းမှာအလိုက်တင်ပြပြင်ပြောင်းလဲရတာနောက်ပြီးတော့ချိန်ညှိရတာလေးတွေလည်းရှိတာပါပဲပြီးခဲ့တဲ့တနစ်ခွန်းနှစ်နှစ်လောက်အတွင်းမှာ ဂွာဒီယိုလာရဲ့မန်စီးတီးဟာအခုကျွန်တော်တို့ပြောနေတဲ့ position နဲ့ rule တွေကနေအနည်းနဲ့အများတွေးဖဲလာတာကိုတွေးရပါတယ်။ဒီရာသီမှာဆိုရင်တော့ပုံပြီးတည်လာလာခဲ့ပါတယ်။အနည်းဆက်ဆုံးဘုံပေါင်းတဲ့ပွဲကခါလန်းရဲ့အဖွင့်ကိုအတွက်တစားကတိဆောက်မှုကိုအခုလိုပဲတွေ့နိုင်ပါတယ်ခင်ဗျာ။ဟောဆုံးတဲ့ session တစ်ခုမှာကစားသမား၃ဦးထက်ပိုမရှိရဘူးလို့ အခြေခံစည်းမျဉ်းရှိနေပေမဲ့တကယ်တမ်းမှာတော့မန်စီးတီးကစားသမား9ဦး6ဦးလောက်အထိရှိနေခဲ့ပါတယ်။ရွေချက်ကတော့ဘုံပေါက်စင်တာဘက်အနည်းဆုံးတစ်ယောက်ဘလိုင်းထဲကနေထွက်လာကအရှိကိုတက်ပြီးဖိအားပေးလာအောင်လို့ဘူးအော့လောက်တဲ့ပုံစံဖြစ်ပါတယ်။ဒါဆိုရင်ဘုံပေါက်ဘလိုင်းမှာလူနေသွားမယ်။စပိတ်တွေဖြစ်လာမယ်ဆိုရင်အားလန်းကချိန်နှောင်းလိုက်ပြေးလာပြီးတော့ဝိုးရွားကိုကြိုးစားမဲ့ပုံစံပါပဲ။ဒီနေသားမှာဆိုရင် ီဂိုဂွန်ဇာလက်ကတာယာမာတင်ပေးလိုက်တဲ့ဘောလုံးကိုချက်ကီခေါင်းတိုက်ချပေးလိုက်ရမှာတော့ဖာရန်ကချိန်သားကကြီးတက်လာပြီးအမှားရောမရှိပိတ်သွင်းကတွင်ကိုတကိုဖြစ်စေခဲ့ပါတယ်ဒုတိယတွင်ကိုအတွက်ဘေးအက်တီဆော့ပုံမှာလည်းအလားတူပဲဖြစ်ပြီးမန်စီးရီးရဲ့အွန်ပေပါကွင်းလဲသူ၃ယောက်နဲ့ဝင်းကား၄ယောက်စုစုပေါင်း၅ယောက်စလုံးကအလဲကျောမှာရှိနေခဲ့တာတွေ့နိုင်ပါတယ်ကောင်းစံအတိုင်းအလဲကျောကနေပဲ အနည်းကပေးယူလုပ်ပြီးဘုံမောက်ခံဆင်မှုတွေကိုဘတ်လိုင်းထဲကနေပူအော့လုပ်ဖို့စူးစမ်းခဲ့ပြီးတဲ့နောက်မှာရှာကီရဲ့တက်ရက်လှပတဲ့ပေးပို့မှုကလည်းဆင်ဟာလန်းကပဲဖုံးစံအတိုင်းကိုယ်အဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်အလွယ်ကျောရရင်ဂွာရီယိုလာရဲ့ကစားကောက်ခင်းချင်းတဲ့ပုံစံအစ်ပါဝင်းငါတွေဟာဝင်းငါတီးတာမဟုတ်တော့ပဲဝင်းငါအဖြစ်နံပါတ်10ဖိုက်ဘက်လို့အဖြစ် တာဝန်ယူကစားလာရတဲ့သဘောပါပဲ။ဘာနာဒူဖီဖိုရန်ချက်ကီအိုမာမာမုဒိုလိုကစားသမားတွေကဒီအတွက်တော့ထူးဆန်းမနေပါဘူး။သူတို့ရဲ့ပင်ကိုပလေးစတိုင်ကိုကဝင်းကတီးတာမဟုတ်ပဲနမတန်းဥစံနဲ့ကစားပေါမျိုးတွေဖြစ်ပါလေ။နည်းနည်းထူးခြားတာကဒိုကူတယောက်ပါ။ဒိုကူဟာပင်ကိုကစားပေါအရာလုံးဝရေရောမထားတဲ့ဝင်းကဆစ်ဆစ်လို့တတ်မှတ်လို့ရပါလေ။အတိုးအလောက်ကောင်းတယ် တူးချင်းကြော်ပြတ်ပုံဘောလုံးဆွဲပြေးပုံတွေပါတိတ်ကောင်းတဲ့ကစားသမားပါပဲလောအားနှောင်းပိုင်းမှာလဲမင်းကုန်းထုတ်เสียမှရှိပါအောင်ဒါပေမဲ့အသေးအတွက်ဓာတ်ရိုက်ဖြစ်စေတွေ့ဝက်ပြီးတော့ဖြစ်စေခိုးပောင်ရင်ပတ်သက်နိုင်မှုရဲ့အပိုင်းမှာတော့မင်းကုန်းထုတ်เสียလေးရှိနေခဲ့ပါလေဘာပဲဖြစ်နေပါစေသူ့ရဲ့ပင်ကိုကစားပါရရလောကူကဝင်းကစစ်စစ်ဆိုတဲ့အတိုင်းလုံးဝတည်ကြပါလေဒါပေမဲ့ဂွာရီယိုလာဒိုကူကိုလည်း ဝင်းကနံပါတ်5ဟိုက်ဘရိုပုံစံတုံးလာပါတယ်ဒိုကူကလည်းဒီနေရာမှာအတော်လေးအဝင်ဝင်ကြခြေစွမ်းပြကစားလာနိုင်တာကိုအားလုံးတွေ့ရပါတယ်လီဗာပူးရဲ့ပွဲတော်ကဒီအနေအထားကိုဥပမာကြည့်နိုင်ပါတယ်ဒိုကူဟာအလဲကြောတော့ကိုတိတိသာသာဝင်ကစားခဲ့တယ်လီဗာပူးကွင်းထဲလူတွေချမ်းမှာလွတ်လွတ်ချွတ်ချွတ်ဖြစ်နေတဲ့ဒိုကူကိုလူကပ်ပြီးတော့ကစားကြဖို့အသင်းပေါ်တွေကို မအလစ်စတာကညွန်ချနေတာကိုလည်းတွေ့နိုင်ပါဒီနေရာမှာအလစ်စတာကရိုကူကိုသူ့ကိုယ်တိုင်လူပတ်ကစားလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူကမန်စီးတီးကွင်းထဲလူစစ်စစ်ဖြစ်နေတဲ့ဘာနာလိုစေးပါနဲ့ရင်ဆိုင်နေရလို့ပါပဲရိုကူနဲ့ရှာကီတိုတို့ဝင်းကာနံပါတ်10ဟိုက်ပါရိုးတွေကြောင့်ပဲဒီပွဲမှာမန်စီးတီးကလီဗာပူးကွင်းထဲကိုအသာစီးရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ ရိုဂူကိုးနယ်ကိုဝင်ကစားနေရခြင်းရဲ့ရည်ရချက်ကဒီထက်အများကြီးပိုပါတယ်။ဒီအနေအထားမှာဆိုရင်အိုရန်လေးကိုကော်နာဖျော်လေးကရှစ်တက်လာပြီးဖိအားပေးလာအောင်မန်စီးတီးကစားသမားတွေကပါပါနဲ့နဲ့နဲ့ခေါ်ကစားခဲ့ပါတယ်။ကော်နာဖျော်လေးရှစ်ကိုကျွန်သွားပြီးဆိုတာနဲ့လေထဲမှာရှိနေတဲ့ဒိုဂူဟာချက်ချင်းပဲဒိုင်းယကွန်ရဲ့ရန်နေနဲ့အတူတောင်ပံကိုပြန်ထွက်ပြီးဒီပါဘူးခံစီကြောင်းကို ချင်းချောင်းနိုင်မှုစ조사သွားပါတယ်။ပင်ကိုကစားပါအရာဝင်းကစစ်စစ်ဆိုပေမဲ့နံပါတ်1တို့အဖြစ်အဝင်ဝင်ကြကစားနိုင်လောက်တဲ့အထိအခြေခံအရေးသွေးတွေကိုလည်းလိုကူမှာရှိနေပါတယ်။ဥပမာအနေနဲ့သူ့ရဲ့ဘောလုံးပေးပို့မှုစွန့်ရည်ပါပဲ။ဒီဇိုင်းနာဒေးဗစ်ဆေးဘာလို့လောက်မဟုတ်ရင်တောင်းတိုင်းတာတစ်ခုထိအားကိုးရတဲ့ဒီရှင်းရဲ့ပတ်စံပိန်မျိုးသူ့မှာရှိနေပါတယ်။လီဗာပူးရဲ့ပွဲတော်ကအနေထားမှာဆိုရင်သူ့ရဲ့ပေးပို့မှုက တိုင်းတာတစ်ခုဒီကောင်းမွန်ခဲ့ပါတယ်။ဖီဖိုရန်သာဘောလုံးအထင်းထင်းပုံပုံတည်တတ်ခဲ့မယ်ဆိုရင်ဂိုးသမားရဲ့ one pass one အဖြစ်ရတော်လောက်တဲ့အနေအထားဖြစ်ပါတယ်။ဒီဘာမှုနဲ့ပွဲမှာဒိုကူရဲ့ခြေစွမ်းကအတော်လေးပေါ်လွင်ထင်ရှားလှပါတယ်။အော်ပရာရဲ့စွမ်းဆောင်ရည်အချက်လက်တစ်ခုအရဒီပွဲမှာဒိုကူဟာကိုရန်ကိုရခဲ့တယ်။အော်မင်းနဲ့တူးချင်းဖြတ်ကျော်မှုတွေခုနှစ်ချိန်နဲ့အထက်ရှိခဲ့တယ်။တူးချင်းဂျူရယ်တွေမှာစေတင်နဲ့အထက်အသာစီးရခဲ့တယ်။ချန့်ခရီရဲ့ တုံးကျင်တဲ့အထက်ဂိုးပေါက်တဲ့ကံချက်တုံးကျင်တဲ့အထက်ရှိခဲ့တယ်။၂019ဧပြီဝက်ဆန်ရဲ့ပွဲတော့အီဒင်ဟာဇက်နောက်ပိုင်းပြည်ပြားလေးပွဲစဉ်တစ်ပွဲမှာဒီလိုစွန့်ဆောင်ရေးကောင်းတဲ့ပထမဆုံးကစားသမားဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒါဘာမှတိတ်ရေးမကြည့်တဲ့ဇိုတင်းတို့ယူထားတယ်လို့သဘောဆောင်တဲ့စတန်မျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီအချက်လက်တွေကကျွန်တော်တို့တည်နေရတဲ့သူကဒိုကူဟာကစားမပူဆုံးလာတယ် ။နန်စီရီရဲ့အတင်းလိုက်တိုက်စစ်ကစားကွက်မှာအဆဆရာရာပါဝင်ပတ်သက်လာမှုရှိတယ်လို့မြင်ရတယ်။ဒီလိုအဆဆရာရာပါဝင်ပတ်သက်လာနိုင်အောင်လဲသူကနေရာတိုင်းမှာရှိနေလို့ဖြစ်တယ်။ပင်ကွာဖြင့်လက်ဝင်းကားဆိုပေမဲ့တကယ်တမ်းမှာတော့တကွင်းလုံးနေရာအနှံ့လက်ပတ်ရေရှားနေတာကိုတွေ့နိုင်ပါတယ်။အထူးသဖြင့်နောက်ပိုင်းပွဲစဉ်တွေမှာပုံပြီးတော့တည်သာလာပါလိမ့်မယ်။ဒီအားဖြင့်ပရီးမီးယားလိနောက်ဆုံးဖြစ်ပွဲမှာ ိုကူရဲ့တပွဲလုံးအတိုင်းရာအနေနဲ့နေရာယူပုံမျိုးကိုအခုလိုတွေ့နိုင်ပါတယ်။လီဗာပူးနဲ့ပွဲမှာသူရရှိခဲ့တဲ့ဂိုးဆိုရင်လဲတော့စလန်းဝင်ကအနေနဲ့ဘောလုံးလက်ခံပြီးအလဲတဲကိုဆွဲပြီးကန်တွင်းတဲ့ပုံစံမျိုးမဟုတ်ခဲ့ပါဘူး။နံပါတ်10လို့ဆန်ဆန်အလဲကျောင်းမှာနေရာယူကစားပြီးအိုမန်ရဲ့ပေးပုံမှုကိုလက်ခံပြီးဆက်ရှိကစီးချင်းကနေလှလှပပကန်တွင်းခဲ့တာဖြစ်ပါတယ်။လီဗာပူးနဲ့ပွဲဟာ ဒိုကူရဲ့မန်စီးကစားသမားပေါ်ပေါ်တရှော့အကောင်းဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီပွဲမှာလည်းမဟုတ်ပါဘူး။ဒီတရားကီလုံးအနေနဲ့ဒိုကူရဲ့ခြေစွမ်းကတိတိကျကျတိုးတက်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ဒီအတွက်ဒိုကူကိုယ်တိုင်ရဲ့ချိုးစားအားထုတ်မှုကိုအကြီးကအနေနဲ့အတိမတ်ကြည့်ရမှာဖြစ်တယ်လို့ဝါရီယိုလာရဲ့နီးကျူဟာခင်းချင်းတွေကလည်းအရေးပါနေခဲ့ပါတယ်။ကြိုးရရင်တော့ဒိုကူအခုလိုခြေစွမ်းပြလာတာ ။အစားပုံပြောင်းလဲလာတာကလက်ရှိဘောလုံးကဘာရဲ့မြို့ပြာအရွေးတစ်ခုနဲ့ဒီအရွေးမှာဂွာရီယိုလာဘလို့အလိုက်တဲ့အလျားတဲ့စီမျောပါဝင်နေသလဲဆိုတာကိုထင်ရှားစေပါလိမ့်မယ်။